ုတင်ဆက်ပေးမယ့်သတင်းကတော့မွေးစားခွင့်ပေးခဲ့တဲ့ကလေးသသိန်း9000ကျော်အတွက်တာဝန်ရှိရလို့အစိုးရမှထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မွေးစားခွင့်ပေးခဲ့တဲ့ကလေးငယ်တသိန်း9000ကျော်တောင်းကြုံတွေ့ခဲ့တဲ့လူသားချင်းစာနာထားမှုဆိုင်ရာစံရုံးနဲ့မညညွတ်ဖဲနဲ့ညနာမှုတွေကြုံတွေ့ခဲ့ရတာအတွက်စံကိုရီးယားဆွေးရမှာတာဝန်ရှိရလို့သတင်းထုတ်ပြန်ခဲ့လို့သိရပါဗျ ရက်ကိုရီးယားနဲ့ဖြစ်ပွားခဲ့တဲ့ကိုရီးယားကျုံးဆက်စပွဲပြီးမှတန်ကိုရီးယားနိုင်ငံအတွင်းမှာမွေးဖွားတဲ့ကလေးငယ်တွေကိုမိဘတွေကခွင့်ပြုရင်မွေးစားလို့ရတဲ့အစီအစဉ်ကိုစတင်ခဲ့တာဖြစ်ပြီးတော့ပြည်ပနိုင်ငံတွေကိုမွေးစားဖို့အတွက်ခွင့်ပြုခဲ့တဲ့ကလေးငယ်ရေအတွက်ကပမာဏအရင်မပြခဲ့ရလို့သိရပါဗျ။ ပြပနိုင်ငံတွေကိုမွေးစားမိပါတွေရဲ့တာဝန်ယူမှုကြောင့်ရောက်ရှိသွားတဲ့ကလေးငယ်တွေပါဝင်မွေးစားခံရတဲ့ကလေးငယ်တွေဟာလူသားမဆိုင်တော့ပြန်မှုနဲ့ကြုံတွေ့ခဲ့တာကြောင့်တောင်ကိုရီးယားဆိုရကပြဿနာရင်းမြစ်ကိုဖြေရှင်းနိုင်မှုအတွက်နိမ့်နဲ့ရှာဖွေသွားမှာဖြစ်ပြီးတော့ဥပဒေနဲ့မညီသူတွေကိုဖော်ထုတ်ရည်ယူသွားမယ်လို့သိရပါဗျ။ ပြပနိုင်ငံတွေကိုဝေးစားဖို့အတွက်ပေးရတိုက်တဲ့ကလေးငယ်တွေရဲ့မိခင်ဖခင်တို့ဟာစောင့်တိလာမှုတွေပြုလုပ်လို့ရှိသလိုတန်ကိုရီးယားနိုင်ငံတွေကမိဘအရင်းတွေဟာသူတို့ဆက်သွယ်လေးလာမှုတွေကြောင့်တိုက်ခိုက်မှုတွေရှိတယ်ဆိုတာလက်ခံသွားပြီးတဲ့နောက်မှာတန်ကိုရီးယားဆိုရကသူတို့ရဲ့အားနဲ့ကြကြဖြစ်တဲ့လုံခံခဲ့ပြီးတော့လိုအပ်တာတွေပြင်ဆင်ဖို့အတွက်ရှင်းရှင်းလင်းလင်းဆောင်တာဖို့အတွက်ပြင်ဆင်နေရလို့သိရပါတယ်။မွေးစားဖွဲ့ပေးခဲ့တာဟာတန်ကိုရီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်တဲ့အနေအထားမရောက်ခင်စီးပွားရေးအခြေတရုံကမှုတွေကြောင့်ဖြစ်ခဲ့ရဖြစ်တယ်လို့လည်းသိရပါတယ်။ဒီသတင်းတော့ငင်းကြအောင်ပေးဖို့လားပါ။